အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံဦးတုံဌာနီက လမ်းမကြီးတစ်ခုမှာအသက်48နှစ်အရွယ်ထိုင်းနိုင်ငံသားဦးလီကြီးတယောက်ကငါ့ကိုမြန်မာတွေဝိုင်းရိုက်တယ်ငါ့ကိုမြန်မာတွေဝိုင်းရိုက်တယ်ဆိုပြီးတော့ မျက်နာမှာသွေးတွေပြည်ကျန်လျက်အော်ဟစ်နေပါတယ်။ပတ်ဝန်းကျင်ကလူတွေလည်းရဲကိုဖုံးဆက်ပြီးဆေးုံကားကိုလည်းဖုံးဆက်ပေးလိုက်ပါတယ်။ရဲတွေရောက်ရှိလာပြီးအဲ့ဒီဦးလေးကြီးကိုစစ်ဆေးမေးကြည့်တော့လေ။ငါ့ကိုမြန်မာတွေဝိုင်းရိုက်တယ်ဆိုပြီးပဲထပ်ပြီးအော်နေခဲ့ပါတယ်။ပြီးတော့အဲ့ဒီထိုင်းနိုင်ငံသားဦးလေးကြီးကအရက်လဲမူးနေခဲ့ပါတယ်။အဲ့ဒီဦးလေးကြီးကိုဒီလိုဖြစ်အောင်ရိုက်လိုက်တဲ့သူတွေကမြန်မာနိုင်ငံသားတွေမဟုတ်ပဲအသက်18နှစ်အရွယ်ထိုင်းနိုင်ငံသားနှစ်ယောက်ဖြစ်နေခဲ့ပါတယ်။ဦးလေးကြီးကိုရိုက်လိုက်တဲ့အသက်18နှစ်အရွယ် ွယ်ထိုင်းလူငယ်လေးနှစ်ယောက်လည်းရဲတီစီကိုရောက်လာပြီးဒီဦးလေးကြီးကိုရိုက်တာကျွန်တော်တို့နှစ်ယောက်ပါကျွန်တော်တို့နှစ်ယောက်ကမြန်မာနိုင်ငံသားတွေမဟုတ်ပါဘူး ကျွန်တော်တို့နှစ်ယောက်ကထိုင်းနိုင်ငံသားတွေပါဆိုပြီးရဲတွေကိုလာပြောပါတယ်။ရဲတွေကလည်းဒါဆိုဦးလေးကြီးကိုဘာလို့ရိုက်လိုက်ရတာလဲလို့မေးတော့ထိုင်းနိုင်ငံသားလူငယ်လေးနှစ်ယောက်ကဖြစ်စဉ်အသေးစိတ်ကိုဒီလိုပြန်ပြောပြပါတယ်။ကျွန်တော်တို့နှစ်ယောက်ကလမ်းထိပ်မှာအချူရီရောင်းနေကြပါတယ်။ဒီလိုနဲ့သုံးမိတ်ဆိုင်ကမောင်းပြီးလိတ်တဲ့အချူရီရောင်းနေတဲ့အသက်45နှစ်အရွယ်အတော်တယောက်ကသူတို့စီကိုရောက်လာပြီးအတော်ဆိုင်ကဘိန်ချင်းကြသွားလို့ကူညီပေးပါ။ပြီးတော့အရက်မူနေတဲ့လူတယောက်ကလည်းဆိုင်ကပြင်ပေးမယ်လို့ပြောပြီးအတော် ိုတော်သေးကိုဆွဲခေါ်ပြီးမတော်တရားလုပ်ဖို့ကြိုးစားနေတယ်လို့ပြောပြပါတယ်။အတော်ကြီးရဲ့ဆိုင်ကယ်ကိုထိန်းချိုးတက်ဖို့ကူညီပေးနေတာကိုအရက်မူးနေတဲ့ဦးလေးကြီးကအတင်းဝင်လာပြီးဆိုင်ကယ်ကိုလာဆွဲလို့ကျွန်တော်တို့ကလည်းဦးလေးကြီးကိုမကူညီရင်အေးဆေးနေလို့ပြောလိုက်တာကိုအရက်မူးနေတဲ့ဦးလေးကြီးကမကြေနပ်ပဲလမ်းဘေးကတောက်ကိုဆွဲယူလာပြီးကျွန်တော်တို့နှစ်ယောက်ကိုဝင်ရိုက်ပါတယ်။ကျွန်တော်တို့လည်းရှောင်းရင်းတင်းရင်နဲ့မှန်ကွဲစားတစ်ခုကိုတွေ့တာနဲ့ကောက်ပြီးပြစ်ထဲလိုက်လို့ဦးလေးကြီးနှစ်ဖူးကွဲသွားတာဆိုပြီးပြန်ပြော ောပြပါတယ်ရဲတွေလည်းထိုင်းလူငယ်တွေပြောပြတာကိုအတီးပြုဖို့အတွက်အခင်းဖြစ်ပွားရနေရကိုတွားရောက်ပြီးလက်တဲ့ချိုရီရောင်းတဲ့အတော်ကြီးကိုတွားရှာတာအတော်ကြီးကမရှိတော့ပါဘူးအခင်းဖြစ်ပွားရနေရမှာဦးလေးကြီးတောက်ထားတဲ့အရက်ပလင်းကိုပဲတွေ့ရှိခဲ့ပါတယ်ဒါကြောင့်ပဲထိုင်းလူငယ်လေးမြောက်ကိုစစ်စီဖို့အတွက်ရဲစခန်းကိုခေါ်သွားခဲ့ပါတယ်လက်တဲ့ချိုရီရောင်းတဲ့အတော်ကြီးပေါ်လာမှပဲဒီလူငယ်လေးမြောက်ကတတ်တာခွင့်ရမှာပါအရက်မူးနေတဲ့ဦးလေးကြီးကိုတော့ဆေးရုံကိုပို့ထားလိုက်ပါတယ်ဒါ ားကြောက်ပဲကျွန်တော်တို့ထိုင်းနိုင်ငံရောက်တငယ်ချင်းတွေလည်းတစုံတယောက်ကိုကူညီတော့မယ်ဆိုရင်အရင်ဥဆုံးတစ်ခုခုတက်တည်ယူထားဖို့အကြံပြုလိုပါတယ်ခင်ဗျာကျွန်တော်တို့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအားလုံးဘေးအန္တရာယ်တွေကင်းပြီးအလုပ်ကိုင်တွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ